်မင်္ဂလာပါရှင်အလင်းသစ်ဦးဒီယာမိဘမဲ့ကလေးများကိုကြီးထောက်ပံ့ရေးအဖွဲ့ကိုစတင်တည်ထောင်ခဲ့တဲ့ကိုစောထွန်းနဲ့တွေ့ဆုံပြီးတော့မှဒီအဖွဲ့ရဲ့ဒီလုပ်ငန်းစဉ်တွေကြောင်းပြောရှိဆက်ပြီးလုပ်မယ်လုပ်ငန်းစဉ်တွေကြောင်းကိုမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါကိုမင်္ဂလာပါတို့ကိုတို့ဒီအလင်းသစ်ဦးဒီယာပေါ့နော်မိဘမဲ့ကလေးများထောက်ပံ့ရေးအဖွဲ့ကဘယ်ချိန်တော့ကကိုစပြီးတော့ဟို စာပြီးတည်ထောင်ပြလဲပေါ့နော်ဒီဖွဲ့ကအကိုရောဟိုဟာလေ2014 6လပိုင်းပေါ့ဟိုပေါ့9လပိုင်းပေါ့နော်အဓိကတော့အကိုရောဟိုရက်ကိုတော့29ရက်နေ့6လ2014ဆိုတော့အကိုကစာမှတ်တယ်။ဘာကြောင့်လဲဆိုတော့အကိုရောကဒီနေ့စာပြီးတော့စတင်ဖွဲ့စည်းမယ်ဆိုတော့အကိုစိတ်တက်ပေါ့နော်စတင်ဖွဲ့စည်းရတကယ်တော့လှုပ်ပြတာတော့9လပိုင်းစာပြီးတော့အကိုရောတလားတစ်ခါပုံမှန်လုပ်ပြတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒါတစ်နှစ်ကျော်လာပြီပေါ့နော်တစ်နှစ်ကျော်နေတစ်နှစ်နဲ့အခု6လကျော်ပေါ့နော်ဟုတ်ကဲ့ အဲ့တော့ကိုစပြီးတော့တီထောင်ဖြစ်တော့ကိုဘလို့စိတ်ကူးနေပေါ့နော်ဘလို့ရွေးချက်လေးထားစပြီးတော့ဖွဲ့ပြလဲဟိုကတကယ်တော့ဟိုနိုင်ငံခြားမှာနေခဲ့ရများတယ်လေဟိုတမောကြီးလိုက်ခဲ့ပြန်လာတော့ဘာဖြစ်လဲဆိုတော့အခုကျမကြီးတိတ်မကောင်းဖြစ်ဘူးလေကျမကြီးမကောင်းဖြစ်တော့အခုဒီမှာအလုပ်လည်းမရှိရနဲ့အခုဒီသားထဲမှာဟိုပါပေါ့ပြီးတော့မဲ့ကလေးနေရာကြီးတော့ရဲဒီကြောင်းလေးတော့ရဲဒီ operator နဲ့ပတ်သက်တာအခုသူများအဖွဲ့နဲ့လာပြီးတော့လေလုပ်ပေးရခင်ဗျလုပ်ပေးတဲ့နေရာမှာအခုက ဒီကလေးမျိုးကြီးចောင်းနေရောက်ရင်ပို့ပြီးတော့အခုစိတ်ထဲမှာကြည်မှုရယ်ပေါ့နော်အဓိကဒီကလေးစုတောင်းတဲ့နေကြတယ်ပို့ပြီးတော့စိတ်ထဲမှာဟိုရိမ့်ရန်တာပေါ့နော်အခုဘာဖြစ်ဖြစ်အခုတော့ကဘဝမှာအလဲလိုက်ရှိပြီပေါ့နော်အခုဒီနေ့အချိန်မှာဒီလိုကလေးမျိုးကို အခုလိုမျိုးပဲဖြစ်ဖြစ်သူများလိုပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုမျိုးပဲဖြစ်ဖြစ်ဒီကလေးကိုမွေးထုတ်ပေးရင်ကောင်းမလားဆိုတဲ့ရည်ရွယ်ချက်လေးအနေနဲ့အခုမှစိတ်ခံစားရဖြစ်လာပြီးတော့ဒီအဖွဲ့လေးကိုစာပြီးတော့လုပ်ပြတာပေါ့ဟုတ်ကဲ့ဟိုအဲ့တော့ဟိုစောက်ဖွဲ့တော့ဟာကိုကိုတခြားလူတွေပါတယ်လားကိုတယောက်တည်းပဲလားဟုတ်စောက်ဖွဲ့တော့ကိုတယောက်တည်းပါပဲကိုတယောက်တည်းပါတယောက်တည်းစာပြီးတော့အကိုအေးအထက်တရားစာပြီးတော့စာရဖြစ်တာပေါ့နော်ဘာလို့ကတော့မရှိသေးဘူးဒါပေမဲ့ကိုယုံကြည်ချက်တစ်ခုပေါ့ဟုတ်ကဲ့ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုနဲ့အကိုစာပြီးတော့ တယောက်တည်းစားလို့တာပေါ့ဟုတ်ကဲ့အဲ့တော့ကိုခုရောဟိုအဖွဲ့ဝင်တွေပေါ့နော်ဘယ်လောက်ထိတိုးလာပြီလဲဘယ်လိုများလူတွေသိလာကြလဲဟိုဟုတ်သိရအကူကအဓိကကဟိုအကူကပုံမှန်နဲ့လုပ်တယ်တလားတစ်ခါလဲလေဟိုအဖွဲ့ဝင်တွေပေါ့ဟိုအဖွဲ့ဝင်တွေတလားတစ်ခါလဲအကူကလှူရအဓိကတော့အကူကနေအကြောင်းတွေပို့ပြီးတော့ပြောင်းမယ်အကြောင်းတွေလုပ်ပြတာများတယ်တလားနေရင်တစ်ချိန်ပေါ့နော်ကလေးရဲ့လိုအပ်နေအဓိကတော့ပတ်စံမလို့အကူကစမ်းစီစားစာရေးကြိယာ ပြီးတော့မုံပွဲသေးစားပေါ့နော်ပြီးခလေးနဲ့တည်းညံမယ်အဲ့လိုမျိုးလေးပေါ့အခုတော့ပေးနာမယ်ဥစားလေးအခုတော့အဓိကထောက်ပံ့နေပေါ့နော်တလောက်တော့သိန်း20ကျော်ဘူးတော့တကြောင်တကြောင်တော့အခုထောက်ပံ့ပေးရအောင်ဟုတ်ကဲ့အဲ့တော့ကိုခုကိုပြောလို့ဆိုဒါအနေရိုးပဲအရေးအဓိကပေါ့နော်အဓိကဒါအဓိကကနေမှာအလူရှင်နေလေနော်ရန်ကုန်မှာကျတော့ဟိုကဘဒူကလူကျင်နေဘဝကလူကျင်နေဆိုညီမလေးတက်လူကျင်နေဆိုပြောရင်အခုတော့နိစ္စရာလေးကိုအကြောင်းကြားပြီးတော့လေဝယ်ဆောင်မှုအနေနဲ့လုပ်ပေးရအဓိကကနေရအားနေပေါ့နော်နေတဲ့ဘက်အခုတော့နေချောင်းနေအထီးထီးနေပို့ပြီးတော့လူပြင်းအောင်လုပ်တယ် ဟုတ်ကဲ့ရှင်အဲ့တော့အခုဆိုရင်ကိုအဖွဲ့ဝင်ဘယ်လောက်ကြီးရောက်လာပြီလဲရှင်အခုဆိုရင်တော့အဖွဲ့ဝင်တော်တော်များရခင်ဗျဟိုမြတ်မြတ်ခံမှန်းကြီးတော့အခုအဖွဲ့မှာတောင်းကနတော်လေးတော့ရှင်နေပြီအများကြီးပေါ့နော်အများကြီးပဲရှင်နေပြီခေါ်လို့ရှင်ပါဟုတ်ကဲ့ပါဟုတ်အဲ့တော့လေကိုဒီအခုကိုအလှခံနေပေါ့နော်စပြီးတော့အလှခံနေအခုချိန်ဆိုလဲတစ်နှစ်ကျော်လာပြီပေါ့အဲ့တော့ဈားထဲမှာကိုဟိုဘလို့အခက်ခဲတွေ့ရလဲအနှောက်အယှက်တွေဘလို့မျိုးတွေ့ရလဲဟိုကတော့ငိုတွေကဒီလုံးလုံးမဲ့ဆိုတော့တော်တော်တင်းကြီးခံရလေဘောကမှာ ဖြစ်စေရမယ့်အချိန်လေးဒီလိုကြုံတွေ့ကြရမှာเนาะဘာဒီလိုလုပ်ပြီးဆိုပတ်ဝန်းကျင်အောင်ပြောမယ်အခက်အခဲရတော့များအကုန်လုံးပါပဲဘယ်လိုဖြစ်ဖြစ်အရှိအအောင်တော်ကြီးလည်းတို့တဲ့လူအားလုံးကလည်းဒီကိစ္စတွေတော့ခံစားရလေကိုဘလောက်ပဲလုံးလုံးကောင်းချင်မှာကောင်းမှာဒါပေမဲ့အဓိကကိုစိတ်ဓာတ်ပဲစိတ်ဓာတ်ကိုဘာဖြစ်ဖြစ် ကိုယ်ခံစားတတ်ရင်ကိုယ့်ဘာကိုခံစားလဲပေါ့နော်တော်တန်ကိုကောင်းသည်ဖြစ်စေဆုံးသည်ဖြစ်စေအချိန်တန်းတော့သူ့ဘာသူဆုံးဖြတ်သွားလိမ့်မယ်အရာအလုံးပါလေဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုတို့အလှခံတဲ့နေရာမှာပေါ့နော်ဟိုအရင်တော့ကိုဆက်စားအချင်းတော့ဆိုရင်ရောဘလို့အလှခံပုံစံမျိုးနေတယ်ဟိုက online မှာစပြီးတော့လေဟိုအဓိကတော့အကိုကအကြောင်းပြောင်းမှနေဖြစ်တာပေါ့ကျွန်တော်ကနေတော့ အကူကအမှန်တည်းသမားတွေတွေ့ရယ်ဆန်ကားနေတဲ့လူတွေတွေ့ရောနော်အနည်းဆက်တော့အကူကြည့်ရတော့အကူပေါင်ဝင်ကြရအလုပ်လက်စားအရင်များအဲ့လိုလူမျိုးကဆိုရင်အကူတို့တလ900နဲ့လုံးရင်ကောင်းမလားပေါ့နော်စင်ကားကြီးတရားတလ900ဆိုရင်အကူလူများများစုနိုင်ရင်ပေါ်ပြီးတော့များလာမယ်နော်သူတို့အတွက်လည်း900ဆိုတော့ဘာမှအခက်အခဲမရှိပါဘူးလက်ဖေးတွေတစ်ခွက်သာသာလေးပဲရှိရတယ်အဲ့အတွက်ကြောင့်အကူကတလောက်900စပြီးတော့အကူ online မှာရောဒီရက်ွက်ထမအောင်အကူစပြီးတော့အလူခံတာပေါ့နော်စပြီးတော့လုပ်ပြတာပါ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုတခြားတွေကပေါ့အဲ့လိုလာလှူခြင်းတဲ့ခါကျတော့အဲ့တော့ကတော့အခုမှအခက်ခဲရှိရယ်ဘာလဲဆိုတော့900နဲ့ဘယ်သူမှတော်တော်သူ့ကိုဆောင်မလို့လို့လေမလို့တော့အခုတော့နေကြတော့အခုကဟိုဟိုးရင်တော့တော့တိတ်တော့မလုပ်ဖြစ်ခုနောက်ပိုင်းတော့နေဆိုရင်အခုတော့တယ်လီဖုန်းကတ်တွေနေတော့တယ်ဟိုမှာနှစ်လစာပေါ့တထောင်ထက်အဲ့ဆိုရင်အခုတော့ဒီကနေပြီးတော့ဘယ်သူယူမဲပေါ့အဖွဲတွေကလူကတယောက်ကယူပြီးတထောင်ရရှိဆောင်အခုတော့ဗောက်ချာလေးစနစ်နဲ့သွားတထောင်ရရယ်သူ့ကိုပြန်ပြီးတော့ရစီတွေအခုတော့ပြန်ပြီးတော့လက်ခံတယ်အရင်တော့ကတော့900ဆိုရင်လည်းရွှေပြည်သာတိတွေလိုက်ယူသွားတယ် လင်းစိန်ထိတဲ့အနိုင်ယူတာတခါရရ900ဆိုတဲ့သဘောကတခါရရင်ကျွန်တော်ဘဝမှာကြည်နူးစရာအများကြီးကျုံတာ900ပြင်မဲ့တခါရရင်ကျွန်တော်ရောက်တဲ့နေရာကြီးကျွန်တော်ပြောလိုက်တာ900ပြင်မဲ့သူတို့တူလာတာ9000ဖြစ်ချင်တယ်ဖြစ်သွားပြီပေါ့နော်ဒါတော့ကျွန်တော်သူ့ရဲ့ဘဝရဲ့ကျွန်တော်တို့ရဲ့လှုပ်ရှားမှုပေါ့ကျွန်တော်ဘယ်လိုသွားနေဘယ်လိုလှူရဲခလေးရဲ့ပုံမှန်တရားကိုကျွန်တော်ဓာတ်ပုံထောက်ထားနေတဲ့အားလုံးပြပါပေါ့နော်ပြပြီးသူတို့ခေါင်းခေါင်းမစိတ်ပြနေတော့အဲ့ဒီအချိန်မှာတော့ ၅000လည်းဖြည့်ခြင်းဖြစ်သွား3000ဖြည့်ခြင်းလည်းဖြစ်သွားတော့ဘောနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အကိုတို့ကအခုကဒီဟိုပါဘောနော်ဒီထောက်ပံ့ရေးပေါ့နော်မိမမဲ့ထောက်ပံ့လိုက်ပြီးတော့အခုထောက်ပံ့ပေးတယ်ပေါ့နော်နောက်ထပ်ဒီဟိုဆုမြင့်ကလေးတွေကိုလည်းဒီဖုန်းတော်ကြီးတင်အကြောင်းလေးဘယ်လိုမိမမဲ့ခင်ဟာကိုပို့ပေးရလို့လည်းသိရတယ်ရှင်အဲ့ဒါအကြောင်းလေးအောင်ဟုတ်မိလုံးပြတာတော့အဲ့အာတော့လေအကိုရဲ့ကန်တရားပဲပြောမှာပေါ့နော်အကိုကအခုရောက်တဲ့နေရာတန်းပေါ့တော်တော်များများမှလေဒီလိုကလေးအတန်ကြီးအမြဲတမ်းတွားကြည့်ဖြစ်တယ်ဒီလိုကလေးလှုပ်ပြထားပြီးတော့ သတင်းကြားအနေနဲ့ကိုသွားကြည့်ရအခုကိုရိုနာလက်ပြီးတော့သူတို့ဝင်ဆောင်မှုအနေနဲ့အမြင်နဲ့လည်းလုပ်ပေးရပထမတော့အကိုတို့ကဒီကလေးကိုတော့ပထမတော့နော်ပြီးသွားမဲ့အကြောင်းလေးကိုသူတို့ရှယ်ယာယူရဲအခုလက်မှတ်တွေထိုးရအခက်ခဲတွေရှိရပါတော့နော် လက်မှတ်ထိုးရရဲ့လက်ပွင့်နှိပ်ရရဲ့ယူရယူပြီးသွားရင်အခုသတ်မှတ်ထားတဲ့ပြီးသွားမဲ့အကြောင်းဖုန်းတော်ကြီးအကြောင်းအဲ့လိုမျိုးလေးရအကိုတို့ကဟိုပြန်အပ်တယ်ပေါ့အဓိကကဒီကလေးကယောဂဘုပိုင်းတော့ယောဂဘုရှိတဲ့နေရာလေးရအကိုတို့ကပြန်အပ်တယ်မတန်မတန်ဖြည့်နေမတန်မဆိုင်နေရာလေးရအကိုတို့ပြန်ပြီးတော့အနာဘီနဲ့အနေနဲ့အကိုတို့စပြီးတော့လုပ်ဖြစ်တာပါ ဟုတ်ကဲ့ပါရှင်ဟိုဟာလေးနောက်ပိုင်းပေါ့နော်အခုဟိုတလောကလည်းကိုတို့ဒီအကိုတို့ကိုယ်တိုင်ကလေးမွေးစားတယ်ပေါ့နော်အဲ့ဒါလေးလည်းတွေ့ရရှင်အဲ့ဒီကလေးမွေးစားပြတဲ့အကြောင်းအရောဟိုခုဟာကအကိုတို့ကဟိုတောက်လျှောက်ပေါ့နော်၆လပိုင်းလည်းအကိုအထင်တော့ဟိုကိုလုတ်ခဲ့တဲ့ဥစားလေးပေါ့၆လပိုင်းနောက်ပိုင်းကစပြီးတော့ကလေးလုတ်ပြတဲ့ကလေးဆုတ်ပြတဲ့ကလေးတော်တော်များလားအကြောင်းမျိုးအကြောင်းပေါ့နော်အခါကျရင်ဆုတ်ပြတဲ့နေရာမှာတော့တခါကျရင်အကြောင်းမျိုးရှိရဗျတချို့ကြောင့်မိဘကိုယ်တိုင်အတားလည်းရှိရလေတခါလေးကျရင်တော့ဟိုတားရေးသောက်ပါဦးဆိုပြီးတော့ထားခဲ့ရရည်လေ ရှိရတခိုင်းကြရင်ဒီလိုပဲလမ်းဘေးမှာပြစ်သွားတဲ့ခလေးတွေလည်းရှိရပြအခုတော့လူမျိုးစုံခလေးမျိုးစုံတွေ့ရတယ်လေတွေ့ရတဲ့မျိုးစုံတွေ့ရတဲ့မှာမျိုးစုံမှာအခုတော့လက်ခံတယ်အဲ့ဒီအချိန်မှာအခုတော့ဟိုးရင်ပေါ့ဟိုးရင်တော့ဆိုရင်အခုတော့နောက်ဆုံး6ရက်နေရပေါ့နော်6ရက်6ရက်ဒီကိုကိုလာပန်6ရက်နေ2015မှာအခုတော့နောက်ဆုံးအနေနဲ့ခလေးတယောက်တော့ဝေးစားတဲ့မိခင်နဲ့တည်းကိုထည့်ပေးပူပါရဲ့အခုတော့အရင်ကလည်းထည့်ပေးပူရခင်ဗျတောက်လျှောက်လေပြီးရောမဲ့ဝေးစားမဲ့လူဆိုရင်အခုတော့ သူ့ရဲ့ဆိုင်ကြီးဆိုင်တော့ကိုရောဒီကြည့်ရပေါ့အဓိကမွေးစားမဲ့မိခင်ကအဓိကကအိမ်အောင်အိမ်အောင်တယ်ပေါ့နော်အိမ်အောင်တယ်မှာအမျိုးသမီးကခလေးမရနိုင်တော့လူဖြစ်ရမယ်အဲ့ခလေးမရတဲ့အကြောင်းကိုလည်းအကိုရောကအထောက်ထားဆောင်နေတဲ့ဆရာဝန်ထောက်ခံချက်တွေနဲ့အကိုသေချာကြည့်ရကြည့်ပြီးတော့အကိုဘကဂျင်းသိပြီးဒီခလေးမရတော့ဘူး confirm ဖြစ်ပြီးတော့အကိုဆရာဝန်နဲ့ဆွေးနွေးရဆွေးနွေးလို့ okay ရဆိုရင်အကိုရောကဒီမိဘကိုခေါ်တွေ့ရတွေ့ပြီးတော့သူ့ကိုအကိုရောကပါဆန်မှုအရင်ပြန်ခံတယ်ဟုတ်ခလေးဝင်းမဲ့သူကအဓိကအိမ်ပိုင်ရမှဖြစ်အောင် ဘာသာမှုကိုပို့နေပြရမယ်လက်ရှိတဲ့အကူရောမွေးထားလို့ပါလေရန်ကုန်ထဲရပဲဆိုပြီးတော့ဟိုတတ်မှတ်ထားတယ်တတ်မှတ်ပြီးတော့အကူ6ရက်9လ2015မှာနောက်ဆုံးပေါ့ကလေးဒီတော့နဲ့ပေးပြတာရယ်တောက်လျှောက်ပေးပြတယ်ပေးပြီးတော့တဆင့်ပေါ့နော်အကူကစိတ်ချတဲ့အဓိကတော့ကလေးကြတော့မိဘမဲ့ကြောင်းမှာကလေးအများကြီးပြအများကြီးဖြစ်တဲ့အတွက်ကလေးကိုထိန်းသိမ်းဖို့ဆိုတာတူအောင်တယောက်ကောင်းလေမင်းအနိုင်ဦးလေဒီလိုကြတော့တကယ်လိုချင်တဲ့မိဘအများကြီးရှိပါရဲ့မင်းတို့တွေမိခင်နဲ့တစ်ထည့်ထည့်ရင်သူ့ဘဝလေးတဲ့အေးချမ်းသွားမယ်နော်ဒီဘဝကလေးရဲ့ဘဝရှိရေးကိုလည်းအမြဲတမ်းကောင်းသွားမယ်လို့ထင်တယ် နော်အခုအနေနဲ့အကြောင်းမို့လဲမွေးစားတဲ့မိခင်တွေဥစားပေးပြီးတော့လုပ်ပြထားပါတော့နော်လုပ်ပြတဲ့နေရာမှာလည်းအခုလက်လွတ်စပယ်မပေးပါဘူးဒီကလေးကိုအခုတော့အများကြီးကဲရလုပ်ပေးရဲသူတို့မပြောမှဆိုပါရဲ့အခုတခါညဒီကလေးကိုသွားကြည့်ရဲပတ်ငွင့်ကျင်မှာလည်းအခုတော့ပြန်ပြီးတော့တင်းထောက်မှန်းထားရဲရှိရဲအဲ့လိုမှကလေးကိုအခုတော့ဘလော့ဒီလောက်ထားတယ်ကလေးကို သေးသေးတော့ဥမာအိမ်နိုင်မှာမကြုံပေးဒီကလေးကိုချိပါသေးပါဦးအစားမလုပ်ပေးတဲ့မိခင်ဆိုတော့ group ပန်ပေးတော့ပြန်ယူရခင်ဗျာ။အော်အဲ့လိုမျိုးဖြစ်တယ်လေကျုံ့။ဖြစ်တယ်ကျုံ့ဘူးရခင်ဗျာ။ကျွန်တော်တို့အဲ့လိုပန်ဝန်းကျင်အကူညီတောင်းရတဲ့ကိစ္စပေါ့ချိပါတော့မယ်ဆိုပန်ဝန်းကျင်ထမ်းပြီးတော့ဟာအိမ်နာလာလုပ်ပေးပါဦး။အဲ့လိုမျိုးကြရင်တော့အခုတို့ကအဆင်မပြေဘူး။အဲ့ကြရင်တော့အခုချက်ချင်းသွားယူတဲ့တရင်ရောပါဖြစ်တယ်။အခုတို့သူ့ဘက်ကလည်းချင်းသိပြီးဒီကလေးကိုကဲရလို့တာလည်းချင်းသိပြီးအခုတို့ဘက်ကလည်းဒီကလေးကိုစိတ်ချပြီးဆိုရင်တော့အခုတို့ကစာရုပ်စာတမ်းနဲ့ရှင်းနေခေါ်ပြီးတော့ သူတို့ပြန်ပြီးတော့ဆိုင်ရောက်ချုပ်ပေးရရှင်းနေကောင်လည်းသူတို့အကောင်လုံးငွေသားငွေခံပြီးနေသူတို့တောင်းနေဆိုင်ပေးရခင်ဗျာဟုတ်ကဲ့ပါအဲ့တော့လေအကိုတို့အခုငွေစားတဲ့ကလေးတွေပို့ပေးတာဗောနော်ဘယ်နှယောက်လောက်ရှိပါလဲအခုအကိုတို့ငွေစားတဲ့လက်ကလေးအခုလက်ရှိပို့ပေးတာအားလုံးဟို၄ယောက်လောက်ရှိပြီတမီးဟုတ်၄ယောက်ဗောနော်6လပိုင်းကစားပြီးတော့လေ6လပိုင်း9လပိုင်း2015လေးကစားပြီးတော့ဟုတ်ဟုတ်ကဲ့ဟောဒါ6လပိုင်းနောက်ဝယ်မှာငွေစားတဲ့ကလေးတွေကိုပို့ပေးရဟုတ်တယ်ဟုတ်တယ်ဆော့ပိုင်းတော့ထောက်ပံ့တာပဲထောက်ပံ့ပေးထောက်ပံ့ပေးတဲ့ဆရာမကျွန်တော်တို့က ဟိုခုခလေးပုံစံမျိုးနဲ့မိမမဲ့အကြောင်းတော့ပို့ရခင်ဗျာတော့ပို့ပြီးတော့ဒီခလေးကမျက်နှာအားမငယ်အောင်စိတ်တက်နေမှအကြောင်းခွန်အားရဲ့အခုလောကတော့ပေးရခလေးလိုအပ်တဲ့အကြောင်းသုံးစာကိုဥမာခလေးငယ်အခုကနုံမို့လေနုံမို့တွေထောက်ပံ့ပေးရခလေးကြောင်းတက်ပြီဆိုတော့အခုလောခလေးရဲ့ဝေယဝိစာအားလုံးပြန်တော့ပေးရအခုလောကဒီခလေးကိုလည်းမျက်နှာမငယ်အောင်အကြောင်းမှလည်းဖုံးပြီးနဲ့ပြန်ဆင်းပြအောင်အခုလောပြန်ပြီးတော့ဒေသချစ်စနာနဲ့လုပ်ပေးထားရသမီးဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်အဲ့တော့ကိုရိုးဖွဲကအခုဆိုရင်ခလေးတွေဟိုပါပေါ့နော်ဟို မိဘမကလေးတွေ6ပတ်နဲ့ဝေးစားဖို့အစီအလိုလဲပို့ပေးတယ်ဆိုရှေ့ဆက်ပြီးတော့ကိုတို့ဘလို့တိုးရှဲ့သွားဖို့အစီအစဉ်နေရှိနေရှိရအကိုတို့ကအဓိကတော့ဟိုကိုတို့ဝေးစားနေမိခင်ပေးတဲ့ကိစ္စတော့အကိုတို့ရက်လက်ပြီးပါတော့အကိုတို့ကဒီတော့ထဲမှာအကိုတို့ကလေးရတဖြည်းဖြည်းနဲ့ထပ်ပြီးတော့များလာခင်ဗျာထူးဆန်းဆန်းဆိုတော့အကိုဟိုမောင်မောင်တုံးတော်လည်းခေါ်ဘူးရဲ့ အဲ့လိုပေါ့နော်အဲ့လိုထားခဲ့တဲ့ပုံတော့တော့အဲတော့မဟုတ်ထားဘူးပဲအဲထားတဲ့နေရာမှာလည်းအခုအခက်ခဲဖြစ်တယ်အတိကတော့ဟိုအားလုံးလည်းဟိုတင်းတင်းပါတင်းပါကျင်တာပေါ့နော်ဘာကြောင့်လဲဆိုတော့တစ်ခါကြရင်ကျွန်တော်တို့မှလည်းပြဿနာရှိရဲသူတို့ထမ်းခေါ်တဲ့လူကဒီကလေးတော့တော့စောက်ချောက်တာပဲပတ်စံဘယ်လောက်ပေးမှလဲဆိုတော့ဖေးစာလေးကိုကျွန်တော်တို့ဝတ်ဆံနဲ့စာပြီးတော့စကားပြောကြတာလူကောလူရောင်းတယ်လူရောင်းလို့တော့ပေါ့နော်အခုတော့ကအဲ့မှာမျက်ခြေပြတ်သွားမှဆိုလို့ရရဘယ်လောက်ပေးရမလဲအခုတော့ကဘာလို့ဆိုအစားနာပြောက်သွားမယ်လေမပေးဘူးလို့ပြောရင်အစားနာပြောက်သွားမယ်ဗျာရရခလေးကိုပေးမယ် ဟိုလိုရအောင်ပြင်မယ်ဒါပေမဲ့ဘလို့ထိတွေ့ရမယ်ဆိုတာပြောပါဆိုတော့တို့ကခဏနေအကြောင်းပြန်ပြင်မယ်ဆိုတော့အဲ့လိုတရားဝင်တရားဟိုပြန်ပြီးတော့စတဲ့အကေဒီကိန်းကလေးကကျင်းတည်ပြီးတော့လို့ရှိရဆိုရင်အခုတို့ကဖုန်းကနောက်တစ်ခါပြန်ဆက်ရတယ်နောက်ဖုန်းတလုံးနဲ့တကယ်ရောရှိတာဆိုပြန်စုံစမ်းနေနေပြန်ဆက်ရပြီးအားလုံးသူ့ရှေ့ကဖုန်းနံပါတ်၄၅လုံးတော့ယူ OK ပြီဆိုတာနဲ့အခုတို့ကသူခေါ်တဲ့နေရာကိုအခုတို့ရအောင်အမဘိုးကလေးပေါ့နော်အဲ့နေရာအဲ့တော့အဖြစ်ပြတဲ့တခုကဘိုးကလေးကိုအခုလိုရအောင်သွားတော့တော့တို့နဲ့အခုလိုနဲ့အပြင်မှာတွေ့ရတွေ့ပြီမှအခုတို့ကကျင်းတည် ော်ပေါ့သူတို့နားမလည်တဲ့ကိစ္စကိုဒီကလေးကိုဒီလိုမျိုးပတ်စံတောင်းပြီးတော့နားမလည်ကိစ္စကိုအခုတော့ရောက်ွက်အုပ်ချုပ်ရေးကိုခေါ်လိုက်တယ်ခေါ်ပြီးတော့အခုတော့အဲ့မှာဆွေးနွေးကြတယ်ဆွေးနွေးကြတော့အခုကပြောပြတယ်ဒီကလေးဆိုတာကတမိတို့စောက်ရှောက်ထားတယ်ဟုတ်ပြီတမိတို့ဘယ်လောက်စောက်ရှောက်ထားလဲအချိန်တိုင်းတာဘယ်လောက်ရှိတယ်သူတို့စောက်ရှောက်ထားတာတလားရှိပါပြီဟုတ်ပြီတလားဆိုရင်ကလေးတယောက်ကိုအခုတော့စားစိတ်အနေနဲ့ပြန်တွေ့ပေးမယ်နော်ဒီလိုမျိုးကလေးတယောက်ကိုစောက်ရှောက်တယ်အခုတော့ဘယ်လောက်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 စီပါကလေးတယောက်တော့ဒါကတော့အခုတော့ကတရာကြီးအနေနဲ့အခုတော့မျက်နှာနဲ့မဟုတ်တက်ဆောင်နေအခုတော့ပေးရပါတော့နော်ဒါပေမဲ့ညီမတို့အဲ့လိုမျိုး တောင်းတယ်ဆိုရင်နောက်ဆိုဒီအဲ့ဒါအရေးယူလို့ရတယ်ပေါ့နော်လူကုန်ကူးစုလို့ဖြစ်တယ်ညီမတို့အနေနဲ့ဟောပြအဲ့ဒါတော့သူတို့ကမပြောလဲဆိုဒီကလေးနှစ်ယောက်ပဲရမယ်တဲ့အငယ်နဲ့အလတ်နဲ့ပေါ့နော်ယောက်ျားနှစ်ယောက်ပဲအကြီးမားတော့ထားတယ်ပေါ့အကြီးမားဘာဖြစ်လို့မပေးတယ်ဆိုတဲ့ပြဿနာအကြီးမားကထမင်းကိုတည်တတ်ပြီဗျအကြီးက၈နှစ်ပေါ့နော်၈နှစ်ဆိုတော့ထမင်းကိုလေးတည်တတ်တယ်သူနဲ့သူဈေးသွားရောင်းနေမလဲဆိုရင်ဈေးသင်းရင်းတည်းရောင်းတော့သူကမပေးလက်တွေလက်တော့ခံရမယ်ပြဿနာရှိတော့အခုတော့ကဒါကိုအဖြစ်မခံအဖြစ်မခံတော့ရောက်ဝအုပ်ချုပ်မှုနဲ့ညှိပြီးတော့သူ့ကိုတဆင်ပြောခံတယ် တို့လည်းအကြောင်းကအုပ်ချုပ်မှုလည်းအကောကဟောကျင်းတည်ဟောပေါ့မက်ဆေ့ပေးရပေါ့နော်ဒီကလေးတော့အကြောင်းတက်ရမယ်တောင်းဝန်ယူရယ်အချိန်မီအကောတို့ထဲကကြက်တဲ့လူသားပုဂလေးတဲ့ကလာရင်ကျွန်တော်ဖုန်းဆက်ကျွန်တော်ဒီမှာဒီမှာထားမယ်ဆိုတာအစသူ့ကိုသိစီစကြပြောတော့ရောက်ွက်အုပ်ချုပ်ရန်သဘောကျပြီးတော့သူ့ကိုနှိမ့်လိုက်တော့အကောတို့ကလေးတော့တော့ပြန်ပြီးတော့ရခဲ့ရပေါ့အဲ့မှာသူ့ကိုတော့အကောတို့ခုနကတရာကြီးအနေနဲ့အဆန်ကိုပေးခဲ့တယ်တမီး